ဒီကိရင်မှာတော့မိတ်ဆွေတို့အတွက်ဘဝမှာအောင်မြင်မှုရရှိစေနိုင်မဲ့ဤလန်၆ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လူအမျိုးမျိုးရှိတယ်လို့အောင်မြင်မှုဤလန်တွေကလည်းအမျိုးမျိုးပွဲပြားကြပါတယ်။ဒါပေမဲ့အောင်မြင်တဲ့လူအများစုမှာရှိတဲ့အလေးအကျင့်တွေကိုတိတိကျကျပေါ်ထုတ်ပြသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးကြပါဦး။လူတွေကမတူညီတဲ့ဘဝမျိုးမျိုးအတွက် လှုပ်ရှားယောဂံနေကြရတာဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်ရှားယောဂံမှုတွေသင်္ခေါမှုတွေကနေပြီးတော့မှအောင်မြင်မှုဆိုတဲ့အရာကိုရကြတာဖြစ်ပါတယ်။အောင်မြင်မှုနဲ့ပတ်သက်ပြီးလူအများစုလက်ခံထားကြတဲ့အမားတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အောင်မြင်မှုဆိုတာက အလုတ်ကျိုးသားရင် အချိန်တစ်ခုကြာလာတဲ့အခါအောင်မြင်မှုရမှာပဲလို့လက်ခံထားကြတာပါ။တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာကကိုယ်တိုင်သိကြတဲ့ပန်းတိုင်တစ်ခုအဖြစ်သတ်မှတ်ထားမှသာ ရရှိနိုင်တဲ့အရာမျိုးဖြစ်ပါတယ်။အောင်မြင်မှုရရှိဖို့အတွက်အဓိကဆောင်ရွက်ရမယ့်ဤလန်း၆ခုအကြောင်းကိုဆက်ပြီးတော့မှပြောပြသွားမှာဖြစ်ပါတယ်။နံပါတ်၁အောင်မြင်ဖို့အတွက်သိကြသိကြတဲ့ဒီမှတ်ချက်ပန်းတိုင်သတ်မှတ်ထားပါ။လူတော်တော်များများကအောင်မြင်ကြပါတယ်။ဒါပေမဲ့ သူတို့ဘယ်အချိန်မှအောင်မြင်ကြနဲ့ဘလောက်ကြည့်အောင်အောင်မြင်မှုရကြနဲ့ဆိုတာကိုတိတိကျကျမသိကြပါဘူးအောင်မြင်မှုရရှိဖို့အတွက်ကိုလှုပ်ခြင်းတဲ့အရာကိုပြစ်ခြင်းတဲ့ဆန္ဒတွေအတွက်တိတိကျကျခြားရေးပြီးတိတိကျကျသတ်မှတ်ထားဖို့လိုပါတယ်မိတ်ဆွေရဲ့ကြိုးစားမှုတွေအတွက်တိကျတိကျတဲ့ဒီမှန်ချက်ပန်းတဲ့တစ်ခုကိုခြားမှတ်ထားဖို့လိုပါတယ်ဒါမှသာမိတ်ဆွေလိုချင်တဲ့ အောင်မြင်မှုပန်းနိုင်ကိုဖြောင်းလန်းနိုင်မှာဖြစ်ပါတယ်။နံပါတ်၁မလိုအပ်ဖဲမေးခွန်းတွေမထုတ်ပါနဲ့။မေးခွန်းတိုင်းအတွက်အပြေးဆိုတာမရှိပါဘူး။မိတ်ဆွေရဲ့ရည်မှန်းချက်ပန်းနိုင်ကို ချင်းကတ်တဲ့နေရာမှာဒါကဖြစ်ကောဖြစ်နိုင်ပါမလားဆိုတဲ့မေးခွန်းတွေကို မကြာခဏထုတ်လေရှိပါတယ်။မေးခွန်းတွေခဏခဏထုတ်တာကရည်မှန်းချက်ကိုမြောက်ပဲမိတ်ဆွေကို တွေ့ဝေသွားသေးပါတယ်။ဒါကြောင့်ကိုရှောက်မြဲပန်းတိုင်အတွက်စူးစားချင်ကပ်ပါ။မလို့အဖဲမေးခွန်းနေမထုတ်ပါနဲ့။နံပါတ်3တကယ်လက်တွေ့ဘဝကို အာယုံစိုက်ထားပါ။မိတ်ဆွေရဲ့ပဝန်းကျင်ကဝေဖန်တဲ့တွေအပြစ်တင်တဲ့ကိုအာယုံစိုက်မနေပဲမိတ်ဆွေရဲ့ဘဝအောင်မြင်မှုရရှိဖို့ကိုစူးစားသင့်ပါတယ်။မိတ်ဆွေရရှိထားတဲ့လက်တွေ့ဘဝကို စ조사အယုံဆက်ပြီးတော့အောင်မြင်မှုရရှိဖို့အကြံပြုချင်ပါတယ်။နံပါတ်၄မိတ်ဆွေမှာရှိနေတဲ့အရာတွေအတွက်ယေရှုတက်ပါဆိုလိုတာကကိုယ်မှာရှိနေတဲ့အရာတွေအတွက်ကြည်ကြည်နက်နက်လက်ခံလိုက်ပါ။လက်ရှိအချိန်တွေကမိတ်ဆွေအတွက်အဆင်ပြေခြင်းမှပြင်းနေပါလိမ့်မယ်။အကောင်းဆုံးအချိန်တွေဖြစ်ခြင်းမှဖြစ်နေပါလိမ့်မယ်။အဲ့ဒီအချိန်တွေကပဲအောင်မြင်မှုစီကိုသွားဖို့ လန်းစားပါပဲ။ဒါကြောင့်မလို့မိတ်ဆွေမှာရှိနေတဲ့အရာတွေမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကအရာတွေအတွက်ကျေးဇူးတင်လိုက်ပါ။လက်ခံလိုက်ပါ။နဘာကအခက်အခဲတွေကိုရင်ဆိုင်ကျော်လော့ပါ။ရှောင်မပြေးပါနဲ့။ခါတရံမှာအခွင့်အလမ်းတွေဆိုတာကအခက်အခဲတွေအဖြစ်နဲ့ရောက်လာတတ်ပါတယ်။ဒါကြောင့်အခက်အခဲတိုင်းကိုရင်ဆိုင်ကျော်လော့ပါ။ ချောင်မပြေးပါနဲ့နံပါတ်6အချိန်ကိုတစ်နေ့တကြစီမံခန့်ခွဲပါအချိန်ရဲ့တန်ဖိုးကို နားလည်ပါသေးထောင်ရရရှိတဲ့လုပ်ငန်းတာဝန်တွေကို အချိန်စရအလိုက်တစ်နေ့တကြစီမံဆောင်ရွက်ပါ အချိန်ရဲ့တန်ဖိုးကို နားလည်ပါသေးအောင်မြင်မှုဆိုတာကအချိန်ရဲ့တန်ဖိုးကို နားလည်တဲ့သူတွေမှာမှ ရရှိနိုင်တဲ့အရာမျိုးဖြစ်ပါတယ် အခုပြောပြသွားခဲ့တာကတော့အောင်မြင်မှုကိုရရှိစေနိုင်တဲ့အချက်6ချက်အကြောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ဘဝမှာအောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ကြပါစေ။ခုဒီဗီဒီယိုကနေပြီးတော့မှမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရရှိလိုက်မယ်လို့ယုံကြည်ပါတယ်။အခုလို motivation video တွေကိုနေ့စဉ်နားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးကြပါအောင်ဗျာ။ Jesus တပါတယ်။